ကိုချိုကတော့အမေဖြစ်သူနဲ့တူတူနေထိုင်ပြီးကိုချိုမှာတော့ညီလေးတယောက်ရှိပါတယ်။ကိုချိုကတော့အကိုကြီးအဖအရာဆိုသလိုအမေဖြစ်သူနဲ့ညီလေးအတွက်အဆဆရရတာဝန်ယူထားရပါတယ်။ကိုချိုကလက်ရအလုပ်တွေကိုလောက်ကင်ပြီးမချမ်းသာပေမဲ့စားနိုင်တောက်နိုင်ပါတယ်။ကိုချိုနဲ့ညီဖြစ်သူကျော်စင်တို့ကတော့စိတ်သဘောထားချင်းမတူပါဘူး။ကိုချိုကတော့အလုပ်ကိုစူးစမ်းလောက်ကင်ပါတယ်။သူတို့အဖေကတော့မရှိတော့ပါဘူး။ကိုချိုကတော့မိသားစုပေါ်မှာတာဝန်ကြီးပါတယ်။ ကိုချွာအလက်ကိုမပြင်းမရေးစူးစမ်းလုပ်တယ်။အခက်ခဲတွေအများကြီးကိုရင်ဆိုင်ရပေမဲ့အရှုံးမပေးပါဘူး။အတုံးပြုံးချွေတာပြီးစူးစမ်းတာကြောင့်စာဝတ်နေရေးကခြောင်လေဖူလုံပါတယ်။ကိုချွာရဲ့ညီလေးကျော်စင်ကတဖြည်းဖြည်းအရွယ်ရောက်ကြီးပြင်းလာပေမဲ့သူကတော့အိမ်မှာဘာအလုံးမှမကူပါဘူး။ကျော်စင်ကတော့အိမ်မှာစားလိုက်အိတ်လိုက်နဲ့ပဲဘဝကိုအေးအေးဆေးဆေးနေထိုင်ပါတယ်။ကိုချိုအတွက်တော့အိမ်လုပ်တွေဘာမှကူညီမလုပ်ကြပေပဲပြင်းရည်တဲ့ကြော်စင်ကဝန်ထုပ်ဝန်ပိုးလို့ဖြစ်နေခဲ့ပါတယ် ကျော်စင်ကတော့အိမ်မှာလည်းအမြင်နဲ့လည်းမရှိပဲတငယ်ချင်းတွေနဲ့တူတူသာအပြစ်မှာအချိန်ကုန်လို့ရှိပါတယ်။အကိုဖြစ်သူကိုနည်းနည်းလေးတောင်ကူညီပေးဖို့စိတ်ကူးမရှိပါဘူး။တနေ့မှတော့ကိုချိုကလယ်ထဲမှာလှုပ်ရှားရည်များနေတာကြောင့်ညီဖြစ်သူကိုသူနဲ့တူတူလောက်ကူပေးဖို့ပြောလိုက်ပါတယ်။ညီလေးရေအကိုနဲ့တူတူလယ်ထဲကိုလိုက်ခဲ့ကွာ။အကိုတယောက်ထဲမနိုင်တော့လို့အကိုနည်းနည်းပါပါကူညီပေးလို့ရမလား။ဒီနေ့တော့လည်းခုတ်ရမယ်ကွာ။အကိုရာဒီနေ့မလိုက်ပြစင်နဲ့အပြင်ကိုသွားเสียရှိလို့ပါ။ အကူတယောက်တည်းပဲလှုပ်လိုက်ကျွန်တော်သွားတော့မယ်ကျော်စင်ဟာအကူဖြစ်သူနဲ့တူမလှုပ်ကူပေးချင်တာကြောင့်အပြင်းအအမြန်ထွက်သွားပါတယ်ကိုချိုကတော့အိမ်လောက်တွေမလှုပ်ကူပဲပြင်းရတဲ့ညီဖြစ်သူကြောင့်ကြားလေစိတ်ပြက်လာတယ်ကိုချိုကတော့ညီဖြစ်သူအမျိုးမျိုးပြောဆိုပေမဲ့နားမထောင်ပါဘူးကျော်စင်ဟာအိမ်လောက်တွေမကူညီပေးတဲ့ပြင်မိသားစုပေါ်လည်းမသိတတ်ပါဘူးအဖေဖြစ်သူဆုံးပါသွားတဲ့အချိန်ထဲကအပြစ်မှာပဲတကယ်ချင်းတွင်နဲ့တူတူအချိန်ကုန်ဆုံးလေးရှိပါတယ် အကိုကြီးဟာအဖေဆုံးတာရေးမကြည့်ပါဘူးကျွန်တော်ပြမတငယ်ချင်းတွေနဲ့အတူတူသွားဆရာရှိလို့အခုတောင်တော်တော်လေးကိုနောက်ကျနေပြီအမြင်သွားမှဖြစ်မယ်ကျော်စင်ကအဖေဖြစ်သူရဲ့စာပနာပွဲမှာတောင်ပါတခုမှကုညီလောက်ကင်မပေးပါဘူးကိုချိုကတော့အဖေဖြစ်သူရဲ့ဓာတ်ပုံလေးကိုကြည့်ရင်စိတ်မကောင်းနဲ့ဖြစ်နေပါတယ်ကျော်စင်ကတော့အဖေဖြစ်သူဆုံးပါသွားတဲ့ချိန်နေ့ကိုကိုကိုမပြောင်းလဲသေးပါဘူးတနေ့မှာတော့ကိုချိုကအသီးနှံတွေကိုခိုးဆွပြီးအိမ်ကိုပြန်လာတယ်သူအိမ်ကိုပြန်ရောက်လာတော့အမေဖြစ်သူက အိမ်လေးရဲ့ရှေ့မှာထွက်ရက်နေပြီးမျက်နှာမသားမယာဖြစ်နေပါတယ်။ตาကြီးမင်းရဲ့ညီလေးရောသူနဲ့တူတူထမင်းစားဖို့စောင့်နေတာမနဲ့စောတရားအိမ်ကနေထွက်သွားတာကြာပြီးအခုချိန်နေအိမ်ကိုပြန်ရောက်မလာသေးဘူးအမေလည်းအခုတလောကျမ်းမယာတိတ်ကောင်းတာမဟုတ်ဘူးအမေဖြစ်သူကတော့အငယ်ဆုံးသားလေးကြောင့်အမြဲလိုလိုစိတ်ပူပန်နေရပါတယ်အခုချိန်နေကြော်စင်ကအိမ်ကိုပြန်ရောက်မလာသေးပါဘူးကိုချိုကတော့အလုပ်တစ်ဖက်နဲ့အိမ်ကိုပြန်ရောက်လာတော့လေညီဖြစ်သူကြောင့်စိတ်ပူပင်ပန်းရတယ် အမေရဲ့ညီလေးကပြန်လာမှာပါခါတိုင်းလဲတီလို့ပဲအိမ်မှာရှိတာမှမဟုတ်တာအခုတလောကျော်စင်ကအပြင်မှာနေပြီးတော့ပဲအချိန်ဖြုံးနေတာသူ့ပြောဆိုလို့လဲနားထောင်တာမဟုတ်ဘူးမင်းအဖေလဲဆုံးသွားတော့ပိုဆိုးသွားတာပေါ့အငယ်ဆုံးကအခုနောက်ပိုင်းအိမ်မှာကိုမရှိတော့ဘူးငါလဲသူ့ဘလို့ပြောဆိုအောင်မအောင်မသိတော့ပါဘူးတားကြီးရဲ့အမေရဲ့ဒါသူ့ရဲ့ဘင်ကိုဆက်ရိုက်ပဲတားလဲသူ့အမျိုးမျိုးပြောဆိုဆုံးမကြည့်ပြီးပြီတားပြောတာမှသူလက်မခံတာ ပြီးတော့ကျော်စင်ကအပြစ်မနေရတာပဲကြိုက်တာအိမ်မှာတောင်ရှိရမှာမဟုတ်ဘူးသူ့အမေကကျော်စင်ကိုအရင်ချက်ပါတယ်ငငယ်ဆုံးသားလေးဖြစ်တာကြောင့်ပို့ပြီးအလိုလိုက်ပါတယ်တာကြီးပြောတာမှန်ပါတယ်ကွယ်အငငယ်ဆုံးသားလေးမို့လွတ်ထားမိတာအခုတော့ပို့ပြီးဆိုးလာပြီကျေးဇူးပြုပြီးတားလေးရဲ့တားညီလေးကိုကူညီဆောင်ရှောက်ပေးပါ သူဟာတားပေါ်မှာပဲမိခိုအားကိုးနေရတာလေတားရဲ့ညီလေးကိုအမြင်သွားရှာပါအောင်ကွယ်အမေစိတ်ပူလွန်းလို့ပါစိတ်ချပါမယ့်ရဲ့ ကျွန်တော်ကျွန်တော်ညီလေးကိုတေချာကူးဆိုင်ပေးပါမယ်။အခုတော့သူကငယ်သေးတော့ပြင်းရည်ပြီးအလုံးမလုပ်ပေမဲ့တနေ့မှတော့လိမ္မာသိတက်လာမှာပါ။သူရွာထဲမှာပဲရှိမှထင်နေ။တားသွားရှာလိုက်ပါမယ်။သူ့အမေကတော့တနေ့တနေ့အငယ်ဆုံးအဆိုးဆုံးသားလေးတက်ပဲပူပန်နေရပါတယ်။အခုလည်းကြော်စင်ကအခုချိန်ထိအိမ်ပြန်မရောက်လာသေးတာကြောင့်တားဖြစ်သူကိုဆောင်ရင်ထမင်းတော်မစားရသေးပါဘူး။ကိုချိုကတော့အမေဖြစ်သူစိတ်ချမ်းသာစေဖို့ သူ့ညီကိုလိုက်ရှာဖို့ရွာလေးတဲကိုထွက်လာပါတယ်။ကိုချိုကတော့ငင်းငက်လေးတဲကမလိမ္မာမတိတတ်တဲ့သူ့ရဲ့ညီဖြစ်သူကြောင့်စိတ်ပင်ပန်းနေရပါတယ်။ကိုချိုလည်းသူ့ညီလေးကြော်စင်ကိုရွာလေးထဲမှာနေရအနှံ့လိုက်ရှာပါတယ်။ညီဖြစ်သူအတွက်စိုးရိမ်နေရတဲ့ချိန်မှာကြော်စင်ကတော့ရွာနောက်ပိုင်းကလမ်းဘေးတနေရာမှာသူငယ်ချင်းဖြစ်သူနဲ့တူတူကစားနေပါတယ်။ဟာမင်းလေရင်ကကောင်းလိုက်တာကွာ။ငါတို့လည်းမင်းလိုလိုက်ကစားချင်တယ်။ဒါနဲ့လေငါတို့ဥပိုလ်လေးရဲ့ခြံထဲမှာအသီးနဲ့နေသွားခူးကြမလား။ ကျော်စင်ရဲ့တငယ်ချင်းတွေကသူ့ကိုမျိုးမျိုးပြောဆိုပြီးခေါ်ကြပါတယ်။ကိုချိုရဲ့ညီကျော်စင်ကတော့အပေါင်းအသင်းမှတ်ပါတယ်။ဒါကြောင့်အပေါင်းအသင်းမှတ်တဲ့ကျော်စင်တယောက်ကြာလေးလေးပြက်စီးလာပြီးတငယ်ချင်းတွေနဲ့အတူတူလောင်းကစားပါလှုပ်လာတယ်။ကျော်စင်ကလောင်းကစားလှုပ်ရင်ပတ်ဆိုင်ရမယ်ဆိုပြီးလောင်းကစားကိုချိန်ငါပြီးတော့လှုပ်ပါတယ်။သူ့မှာကိုပိုင်ဝင်ငွေကလည်းမရှိပါဘူး။ဒါကြောင့်ကျော်စင်ကအချွေးယူလောင်းကစားလှုပ်ရင်ပြက်တနာတွေကပိုပိုကြီးလာပါတယ်။အခုဆိုရင်ကျော်စင်တယောက်အချွေးတွေဝိုင်းနေလို့ အိမ်ပြင်အောင်မထက်ရဲတော့ပါဘူး။တငယ်ချင်းဖြစ်သူနဲ့တူတူကိုရောင်ဟောင်းတစ်ခုထဲမှာပုံနေရပါတယ်။အခုဆိုရင်ကျော်စင်ကအိမ်ကိုပြန်မလာတာကြာပါပြီ။ဒါကြောင့်သူ့အမေနဲ့သူ့အကိုကစိတ်ပူပန်နေရပါတယ်။သူ့အမေကတော့အငယ်ဆုံးသားလေးပြန်ရောက်မလာသေးတာကြောင့်ချက်မင်းအောင်စားလို့မဝင်ပါဘူး။ကြာလေကြာလေစိတ်တွေဆင်းရဲနေရပါတယ်။ဒါရဲ့မင်းကြီးလေအခုချိန်နဲ့ပြန်ရောက်မလာသေးဘူး။အခုဆိုရင်ရက်တော်တော်လေးကိုကြာနေပြီ။အမေအရင်ကစိတ်ပူတယ်ဒါရဲ့။ဒါကြီးလေအခုပါရီလုံနေရလဲ။ အရင်ကဆိုတလောက်ကြိုင်မပြောက်တတ်ပါဘူးသားရဲ့အမေအရင်လည်းစိတ်မပူပါနဲ့သားညီလေးကပြန်လာမှာပါသားလည်းအခုတလော သူ့เจ้าနဲ့ရွာထဲမှာစုံစမ်းနေတယ်သိကြပါရဲ့အမေသူပြန်လာမှာပါအမေတော့စိတ်ပူလိုက်တာသားရဲ့သူကအမေသားတယောက်ပါသူအခုအဆင်ပြေရလားဘယ်ဟိုရောက်နေတာလဲဆိုတော့သွားပြီးတော့စုံစမ်းမအောင်သားရဲ့ဟုတ်ကဲ့ပါမေအမေအရင်လည်းမစိုးရင်ပါနဲ့ဒါအခုပဲသွားရှာလိုက်ပါမယ်အမေတီနာမှာပဲခဏစောင့်နေနော်သူ့တငယ်ချင်းတယောက်ရောက်တော့သိမှာပါ ကိုချိုလည်းအမေဖြစ်သူကြည်ရင်စိတ်မကောင်းနဲ့ဖြစ်နေရပါတယ်။အခုချိန်နေအမေဖြစ်သူဟာသူ့ရဲ့အငယ်ဆုံးသားလေးအတွက်ပူလောင်နေရပါတယ်။ကိုချိုကတော့တီးပြက်တနာတွေဆက်ပြီးတော့တီးမခံနိုင်အောင်ဖြစ်လာပါတယ်။အမေဖြစ်သူနဲ့ညီဖြစ်သူရဲ့ကြားမှာတတော်လေးကိုပူပန်နေရတာကြောင့်ကိုချိုလည်းညီဖြစ်သူရဲ့အကြောင်းတွေကိုဆက်မတွေးတော့ပဲရွာလေးတဲကိုထွက်လာလိုက်ပါတယ်။ကိုချိုကခဏကြာတော့မင်းစော်စီကိုရောက်လာပါတယ်။မင်းစော်ကတော့တယောက်တည်းအပြစ်မှာထိုင်နေပါတယ်။မင်းစော် ကျော်စင်ကိုတွေးမိသေးလားကွာသူဘာတွေလုပ်နေလဲအခုသူကအင်ကိုပြတ်မလာတာကြာပြီကိုချို့သူကအခုလောင်းကစားတွေလုပ်နေရလေသူ့မှာအကျွေးတွေလည်းအများကြီးတင်နေတာအခုသူကိုရဟောင်းတကူမှပုံနေရတယ်ဘာသူကလောင်းကစားတော်လုပ်နေပြီဟဟလားအကျွေးကဘလောက်တောင်တင်နေတာလဲကွာအခုကိုရဟောင်းထဲမှာရှိနေတာလားအမြန်သွားရှာကြည့်လိုက်မယ်ကိုချို့လည်းကိုတောင်ဟောင်းစီကိုအမြန်သွားလိုက်ပါတယ်သူကိုရဟောင်းထဲကိုရောက်သွားတော့ကြောက်ရွံ့နေတဲ့ညီဖြစ်သူကိုတွေ့လိုက်ရပါတယ် ကျော်စင်မင်းခုလောင်ကစားတော်လုံနေပြီလားမင်းငေါဒုက္ခတွေထပ်ပြီးပြန်မင်းအခုအမေလည်းမင်းကြောင့်အမဲပူပန်နေရတယ်ကွာအခုဆိုအိမ်ကိုမင်းပြန်မလာတာဘလောက်ကြာပြီလဲကိုချူဝပြောရင်နဲ့တောသားထွက်လာပါတယ်ဒီကြားထဲမှာသူစုဆောင်ထားတဲ့ငွေတဲကနေညီဖြစ်သူတင်နေတဲ့ကျွေးတွေကိုဆက်ပေးရအောင်ပါကိုချူကတော့မိသားစုအတွက်အလုပ်တွေစူးစမ်းလုပ်နေရပေမဲ့တပတ်မှာတော့ညီဖြစ်သူကြောင့်စိတ်တော့ကရောက်နေရပါတယ်ကျော်စင်ရမင်းခုချိန်နေမပြောင်းလဲနိုင်သေးဘူးလား ကိုကိုကိုကောင်းအောင်နေဖို့အရေးကြီးတယ်ကွာငါခုနောက်ဆုံးနေနဲ့မင်းတင်နေတဲ့အကျွေးတွေငါဆက်ပေးလိုက်မယ်ဒါပေမဲ့မင်းအခုလိုထပ်ပြီးလောင်းကစားတွေမလုပ်တော့ဘူးလို့ကတိပေးရမယ်ဟုတ်ကဲ့ပါကိုဖြစ်ခဲ့သမျှတွေအတွက်ကျွန်တော်တောင်းပန်ပါတယ်ဗျာအခုလိုတွေဖြစ်ခဲ့လို့ကျွန်တော်လည်းအရှက်ရပါတယ်အခုအားစပြီးပြဿနာတွေမဖြစ်အောင်လင်းလင်းမာမာနေပါမယ်လို့ကတိပေးပါတယ်ဗျာကျော်စင်ကတော့အခုဖြစ်သူကိုနောက်တစ်ချိန်အခုလိုအမားမျိုးထပ်မလုပ်တော့ပါဘူးလို့ကတိပေးလိုက်တယ် ကိုချိုကတော့ညီဖြစ်သူတောင်းပန်ရင်ပြောနေတာကိုယုံကြည်သွားသလိုတနာလေတနာမိသွားတယ်တင်းနောက်မှာတော့ကိုချိုကညီဖြစ်သူတင်နေတဲ့ကျွေးတွေကိုဆက်ပြီးဖို့အတွက်လောင်းဝစားလုပ်နေတဲ့ကိုမင်းမောင်စီကိုတွားလိုက်ပါတယ်ကိုချိုကတော့သူ့ညီတင်နေတဲ့ကျွေးတွေကို သူ့စုဆောင်ထားတဲ့ငွေထဲကနေဆက်လိုက်ပါတယ်ဒီမှာတော့မင်းမောင်ငါရဲ့ညီလေးတင်နေတဲ့ကျွေးတွေအတွက်ငါရဲ့ညီလေးကိုအခုအိမ်မြန်ခေါ်သွားတော့မယ်ထပ်ပြီးတော့လောင်းဝစားလုပ်ဖို့မခေါ်ပါနဲ့ ကိုချုပ်စီကနေပတ်စံရသွားတဲ့ကိုမင်းမောင်ကတော့ပြုံးပြီးကြိတ်နေပါတယ်။သူကတော့ညီဖြစ်သူတင်နေတဲ့အကျွေးတွေကိုအကိုဖြစ်သူကလာဆက်ပေးလိုက်တာကြောင့်ကျေနပ်နေပါတယ်။ဒီမှာကိုချုပ်မင်းညီလေးကိုဒီမှာလောင်းကစားလုပ်ဖို့မခေါ်ထားအောင်တော့သူကပဲငါစီကိုလာပြီးတော့လောင်းကစားလာလုပ်နေတာကွာ။မင်းရဲ့ညီလေးနောက်တစ်ကြိမ်တီယုံရောက်မလာအောင်သာကြိူးဆိုင်ပါကွာ။ဒီလိုနဲ့ကိုချုပ်လည်းသူစုဆောင်ထားတဲ့ငွေကြေးထဲကနေညီဖြစ်သူရဲ့အကျွေးတွေကိုဆက်ပေးလိုက်ပြီးကျော်စင်းကိုအိမ်ပြန်ခေါ်လာလိုက်ပါတယ် ကျော်စင်ကတော့သူ့ကိုယ်သူအရှက်ရတယ်လို့ခန်းစားနေရပါတယ်။ကျော်စင်မင်းတစ်ကြိမ်နောက်ဆုံးမဲနော်။နောက်တစ်ခါဆိုငါထပ်ပြီးမကူညီပေးတော့ဘူးကွာ။ကိုလှုပ်တဲ့ပြဿနာကို့ဘာသာကိုဖြေရှင်းရမယ်ကွာ။မင်းအတွက်ကြောင့်နဲ့ငါထပ်ပြီးတော့စိတ်ညစ်မခံနိုင်တော့ဘူးကွာ။အကူရဲ့ကျွန်တော်လည်းစိတ်မကောင်းပါဘူးဗျာ။နောက်တစ်ကြိမ်အခုလိုမျိုးမဖြစ်စေရပါဘူးဗျာ။ကျွန်တော်တောင်းပန်ပါတယ်။ကိုချိုကတော့ညီဖြစ်သူပြောတဲ့စကားကိုနားထောင်ပြီးယုံကြည်ပေးလိုက်ပါတယ်။ဒါပေမဲ့ကျော်စင်ကတော့အကူဖြစ်သူပြောနေတုန်းခဏပဲရတာပါ။ ရက်အနည်းငယ်ကြာတော့ထုံးစံနိုင်မယ်။ကြော်စင်ကအပေါင်းသင်းတွေနဲ့တတူအချိန်တွေကုံဆုံးပြီးမကောင်းတာတွေမှန်သမျှအကုန်လောက်လာပါရဲ့။ကြော်စင်ကတော့အိမ်လောက်တွေကိုလည်းကူမလောက်ပါဘူး။အကိုဖြစ်သူကိုလည်းမကူညီပေးပဲအပျော်ပါးတွေနဲ့သာအချိန်ကုန်လာပါရဲ့။ကြော်စင်မင်းအခုချိန်နေဒီလိုပဲသွားနေမလား။လူကောင်းတယောက်ဖြစ်အောင်ကြိုးစားပါကွာ။မင်းကြောင့်အမေလည်းနေတိုင်းလိုလိုစိတ်ဆင်းရဲနေရတယ်ကွာ။အမေကိုလည်းတနာပေါင်ညီလေးရာ။ ကိုချိုကညီဖြစ်သူကိုအမြဲလိုလိုဆုံးမပြောဆိုတယ်။ဒါပေမဲ့ကျော်စင်ကတော့ပြောတော့လဲခဏပဲရတာပါ။ဒီနေ့လဲကျော်စင်ကအိမ်ကိုပြန်လာပဲသူ့ရဲ့တငယ်ချင်းတွေနဲ့တူတောက်စားပျော်ပါနေတယ်။အခုလိုမလိမ္မာတဲ့တားဆုပ်ကြမယ်။အမေဖြစ်သူလည်းနေတိုင်းလိုလိုမြင့်ရည်တွေနဲ့ခန်းစားနေရပါတယ်။အခုဆိုရင်သူတို့အမေကအရင်ကလိုကျန်းမာရေးလည်းမကောင်းတော့ပါဘူး။နောက်ဆုံးမှတော့စိတ်ပိစီမှုတန်ကြောင်ပဲ။သူတို့အမေလည်းဆုံးမသွားခဲ့ရပါတယ်။ကျော်စင်ကတော့အမေဖြစ်သူတိတ်ဆုံးသွားကမ ညင်ရီတွေနဲ့ခန်းစားနေပါတယ်။အခုဆိုရင်အိမ်မှာအမေရမရှိတော့ပါဘူး။သူတို့ညီကိုညောက်တာကြံခဲ့ပါတယ်။ကိုချိုကတော့အမေဖြစ်သူမရှိတော့တဲ့နောက်ပိုင်းသူ့ရဲ့ညီလေးကိုတေချာပြောဆိုဆုံးမပါတယ်။ညီလေးအခုဆိုရင်ငါတို့အမေလည်းဆုံးသွားပြီ။ငါတို့နှစ်ယောက်ပဲကြံတော့တာ။ကိုဘောဘောကိုကြိုးစားပါ။အရင်ကလိုမကောင်းတာတွေဆက်မလုပ်ပါနဲ့ညီလေးရာ။ကျော်စင်ကတော့အမေဖြစ်သူမရှိမှမှိုင်နေပါတယ်။အကိုဖြစ်သူကိုတေချာကြည့်ပြီးဂတိတွေပေးလိုက်ပါတယ်။ ဒီတစ်ခါညီလေးကတိပေးပါရဲ့ကိုရာအခုကျွန်တော်လူကောင်းတယောက်လိုကိုကိုကိုစူးစမ်းနေထိုင်ပါမယ်အခုတစ်ခါမှလည်းကျော်စင်ရဲ့ကတိပေးတန်ကိုကြားလိုက်ရပြန်ပါတယ်ကျော်စင်မင်းငေါ့ကတိတွေပေးခဲ့ပေါင်းများနေပြီမင်းအခုကိုကိုကိုမပြေနိုင်သေးဘူးမင်းရဲ့စကားကိုငါဘလို့ယုံရမှာလဲငါကြားလိကြားလိစိတ်တက်ကြလာလိမ့်ပဲငါမင်းကိုလည်းစိတ်ပြက်လာပြီကိုချိုကသူ့လေထဲကိုသွားတဲ့အခါမှာညီဖြစ်သူကိုခေါ်သွားပေမဲ့ ကျော်စင်ကတော့ပါမမကူညီမလုပ်ကင်ပေးပဲတီတိုင်းသာထိုင်ကြည့်နေပါတယ်အကိုဖြစ်သူကကျော်စင်ကိုပြောင်းလဲပြစ်ဖို့ကြိုးစားပေမဲ့ပါမမထူလာပါဘူးကျော်စင်ကတော့ထုံးစံနိုင်မယ်တငယ်ချင်းတွေနဲ့သာတောက်စားပျော်ပါနေတယ်ဒီလိုနဲ့တနေ့မှာတော့ကိုချိုကညီဖြစ်သူကိုအိမ်မှာမတွေ့ရတာကြောင့်လိုက်ရှာရင်တငယ်ချင်းတွေနဲ့အတူတူတောက်စားပျော်ပါနေတဲ့ကျော်စင်ကိုမြင်လိုက်ရပြီးဒေါသထွက်သွားပါတယ်ဟာကျော်စင်မင်းကွာမင်းဒီမှာတောက်စားနေပြန်ပြီအခုအမေလည်းမရှိတော့ဘူးကွာ ငါလဲမင်းကိုအမြဲတမ်းကူညီပေးနိုင်မှာမဟုတ်ဘူးမင်းကိုပါသားကိုစူးစမ်းမှရမယ်ကွာကျော်စင်ဟာတငယ်ချင်းတွေရဲ့အရှိမအခုလိုပြောခံလိုက်ရလို့ရှက်တယ်လို့ခံစားလိုက်ရပါတယ်ဒါပေမဲ့ကိုကိုကိုပြောင်းလဲဖို့မစူးစမ်းပါဘူးရှက်တွေကြာလာတော့အလုံးမလုံးတဲ့ကျော်စင်မှာငွေလိုလာပါတယ်ဒါကြောင့်ကျော်စင်ဟာအရှင်ဟာလိုပဲလောင်းကစားတွေလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်တနေ့မှာတော့ကျော်စင်ဟာသူ့ရဲ့တငယ်ချင်းနဲ့တူတူလောင်းကစားတွေသွားလုပ်ဖို့တိုင်ပင်ကြပါတယ်အိုးအရန်ကောင်းတာပဲကွာ ဒါစိတ်လှုပ်ရှားဖို့လည်းကောင်းတယ်မင်းချမ်းသာချင်နေဆိုရင်တော့လောင်းကစားလုံးမရမယ်ကွာဒါပေမဲ့လောင်းကစားလုပ်ဖို့အရင်အရင်နီးရှားမယ်ငါလည်းအရင်နီးနည်းနည်းရှားလောက်မယ်ကွာကျော်စင်မင်းချမ်းသာချင်နေဆိုရင်တော့လောင်းကစားလုံးမချမ်းသာမှာကွာဒါပေမဲ့လောင်းကစားလုပ်ဖို့ဆိုရင်တော့အရင်နီးရှိမှရမယ်မင်းလည်းအရင်နီးသွားရှာငါလည်းအရင်နီးနည်းနည်းသွားရှာလောက်မယ်ကောင်းပြီလေငါအကြံထုတ်လောက်မယ်ကျော်စင်မင်းအိမ်ကနေယူလာလို့ရရင်မြတ်မြတ်ယူခဲ့ကွာအေးပါငါစူးစမ်းကြည့်လိုက်မယ် ဟာအရင်ကောင်းတာပဲကွာငါမှအမေပိုင်ဆိုင်ခဲ့တဲ့အရာတွေရှိပါတယ်ကွာကျော်စင်ကအကိုဖြစ်သူပြောဆိုဆုံးမတာတွေကိုနားမထောင်ပါဘူးတငယ်ချင်းဖြစ်သူနဲ့သာလောင်းကစားလုပ်ဖို့ဆုံးဖြတ်လိုက်တယ်ကျော်စင်ကလောင်းကစားလုပ်ဖို့ငွေအရန်လိုနေပါတယ်ဒါကြောင့်ကျော်စင်လည်းအိမ်ကိုရောက်လာတာနဲ့အကိုဖြစ်သူစီကနေချက်ချင်းပဲပတ်စံတောင်းလိုက်ပါတယ်အကိုကြီးကျွန်တော်ငွေနည်းနည်းထုတ်ပေးပါမဟုတ်ရင်တော့ပေးစရာမရှိဘူးဆိုရင်လည်းဒီအိမ်ကိုရောင်းပြီးပေးပါဘာလို့ဒီအိမ်ကိုရောင်းချင်ရတာလဲညီလေး ငါသဘောမတူနိုင်ပါဘူးကွာဒီအိမ်ကငါတို့အတွက်နောက်ဆုံးနားကိုရလေးပဲဒီအိမ်လေးတော့မရောက်မှနဲ့ကွာငါတို့မိဘတွေရဲ့အိမ်လေးငါမရောက်ချင်ဘူးကိုချိုကပြက်ပြက်တတပြောလိုက်တယ်အကူဖြစ်သူရဲ့စကားကိုကြားတော့ကြော်စင်လဲဒေါသထွက်သွားတယ်အကူကြီးဒီအိမ်ကကျွန်တော်လဲပိုင်နေဗျအမေမရှိတော့ဘူးဆိုတော့ဒီအိမ်ကိုရောက်လိုက်ချင်တယ်ကျွန်တော်ကတော့ဒီအိမ်ကိုရောက်မယ်ဗျအကူကတခြားနေရာမှာစိတ်ချမ်းသာတယ်လို့သာပြောင်းရွှေ့ပြီးနေထိုင်ပါ ကိုချိုကတော့ညီဖြစ်သူရဲ့အခုလိုပြောလိုက်တဲ့စကားကြောင့်အံ့ဩသွားသလိုစိတ်မကောင်းလည်းဖြစ်သွားပါတယ်။ပြီးတော့သူ့ကိုယ်သူဒေါသမထွက်မိအောင်မင်းကိုကြိုးစားလိုက်တယ်။ကောင်းပြီလေ။ငါမင်းနဲ့ထပ်ပြီးတော့မငင်းခုန်ချင်တော့ဘူး။မင်းကိုတီအိမ်ပေးလိုက်မယ်။မင်းသဘောဆန္ဒအတိုင်းပဲရောင်းလိုက်တော့ပြီးတော့ရလာတဲ့ပတ်စံတွေတေချာကိယူဆိုင်တုံးမှာကိုချိုကပြောဆိုပြီးရနဲ့လိုအပ်တာတွေယူပြီးအိမ်ပေါ်ကနေဆင်းလာလိုက်ပါတယ်။ကျော်စင်ကတော့သူအိမ်ရောက်လို့ရတဲ့ပတ်စံနဲ့ငွေချင်းတွေနဲ့တူတူပျော်ပါးနေလိုက်တယ်။ ပတ်စံတွေကိုစိတ်တန်းကြတုံဖြုံပြီးလောင်ကစားတွေပါလုတ်တဲ့ကြော်စင်တယောက်ခဏချင်းတွဲမှာပတ်စံတွေကုံသွားပါတယ်။အခုဆိုရင်ကြော်စင်မှာအိမ်ပိုင်လည်းမရှိတော့ပါဘူး။ကြော်စင်လည်းပတ်စံမရှိတော့စိတ်တက်တွေကြပြီးသူ့ဘဝကိုဘယ်လိုရှေ့ဆက်သွားရမလဲဆိုပြီးစဉ်းစားနေပါတယ်။ငါဘယ်လိုလုပ်ရမလဲကွာဒုက္ခပဲ။ငါလက်ထဲမှာပတ်စံတွေလည်းမရှိတော့ဘူး။အော်ဟုတ်ပြီဟုတ်ပြီ။ငါ့ကိုတစ်ဖက်သက်ကြိုက်နေတဲ့နန်းထွေးရှိတယ်။သူ့ရဲ့မိဘတွေကလည်းချမ်းသာတယ်။ ငါသူ့ယူလိုက်တော့ငါဘဝအဆင်ပြေသွားပြီကွာကျော်စင်းတို့တော့ရွာနောက်ပိုင်းကနန်းထွေးဆိုတဲ့မိန်းကလေးရသဘောကျနေပါတယ်တောင်ကျော်စင်းကလည်းသိပါတယ်ကျော်စင်ကတော့အခုလိုနေစရာအိမ်ရာမရှိသုံးပြုံးစရာမရှိတဲ့ဘဝမျိုးမှာနန်းထွေးနဲ့လက်ထပ်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ငါသူ့တင်နှောင်းဖို့ပတ်စံဘယ်လိုလုပ်ရမလဲဩဟုတ်ပြီဟုတ်ပြီအကိုစီသွားပြီးတော့အကူညီတောင်းကြည့်ရမယ်ဒါအကြံကောင်းမယ် ကျော်စင်ဟာအကိုဖြစ်သူစီကိုပဲလာပြီးတော့အကူညီတောင်းလိုက်ပါတယ်။ကိုချူကညီဖြစ်သူကြည့်ရင်အံ့ဩသွားပါတယ်။အကိုကြီးကျွန်တော်ပတ်စံလေးနည်းနည်းလောက်ကူညီပေးလို့ရမလားဗျာ။ငါမှမရှိတော့ဘူးကွာ။မင်းတို့ကြည့်ရတာလောင်ကစားအတွက်လိုနေရမလား။အိမ်ရောက်တာလည်းမကြသေးဘူးလေ။လောင်ကစားလုပ်ဖို့မဟုတ်ပါဘူးဗျာ။ကျွန်တော်အိမ်တော့ပြူတော့မလို့ပါ။ရွာထဲကနန်းထွေးနဲ့လက်ထပ်ဖို့ဆုံးဖြတ်ထားတယ်။သူ့တင်တော့ဖို့ပတ်စံလိုနေလို့ပါဗျာ။ကျွန်တော်ကူညီပေးပါ။ ကိုချိုကတော့ညီဖြစ်သူကြည်ပြီးတပ်ပြင်းတာချနိုင်ပါတယ်ဒါပေမဲ့ကိုချိုကညီဖြစ်သူသာမိမရသွားရင်ကြောင်းလဲလာမလားဆိုပြီးကုညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ကောင်းပြီလေငါမင်းကိုကုညီပေးလိုက်မယ်မင်းရဲ့ဘဝလည်းတည်ငြိမ်သွားအောင်ငါဖြည့်ဆည်းပေးပါမယ်ဒါမိဘတွေရဲ့ဆန္ဒလည်းဖြစ်တယ်မင်းကိုအခုလိုသာမြင်တွေ့ရရင်သဘောကျကြမှာပါဒါပေမဲ့မင်းကောင်းကောင်းနေထိုင်မယ်လို့ကတိပေးစိတ်ချပါကူကြီးရဲ့ကျွန်တော်ကတိပေးပါတယ်မိမယူပြီးဘဝကိုအေးအေးဆေးဆေးလေးပဲနေသွားမှာပါ ကိုချိုးကလည်းညီဖြစ်သူပြောတာကိုယုံကြည်သွားပါတယ်။ကောင်းပြီလေ။အခုငါဝယ်ထားတဲ့ဒီအိမ်လေးကိုရောင်းလိုက်မယ်။ပြီးရင်မင်းကိုငါပတ်စံပေးလိုက်ပါမယ်။ငါမင်းကိုနောက်ဆုံးအနေနဲ့ကူညီပေးခဲ့တာပဲ။ငါလည်းတီးရနေတခြားရွာလေးတစ်ရွာမှာအခြေချဖို့ဆုံးဖြတ်ထားတယ်။ကိုချိုကတော့ညီဖြစ်သူကိုနောက်ဆုံးနေနဲ့ကူညီပေးလိုက်ပါတယ်။နောက်နေ့မှာတော့ကိုချိုလည်းသူနေထိုင်ခဲ့တဲ့အိမ်လေးကနေအပီးတိုင်ပြောင်းရွှေ့သွားပါတယ်။ကိုချိုကတော့သူ့ရဲ့ညီလေးကအိမ်အောင်ပြူရောမဲ့ပေါ့။ជីနူးပီတီဖြစ်နေပါတယ်။ ကိုချိုကကြွားလေးထဲကနေထွက်သွားတော့ကျော်စင်ကလည်းနန်းထွေးနဲ့တူတူလက်ထပ်ခဲ့ပါတယ်။ကျော်စင်ကအကိုဖြစ်သူစီကနေငွေတွေအလုံးလောက်ရရှိခဲ့ပါတယ်။အခုဆိုရင်ကျော်စင်လည်းသူ့ရဲ့ဆန္ဒပြေဝသွားတာကြောင့်ကြေနပ်နေပါတယ်။ကျော်စင်ကမိမရသွားပေမဲ့အရှင်တိုင်းပဲတငယ်ချင်းတွေနဲ့တူတူအပျော်ပါလိုက်စားပြီးတောက်စားမှုရှိနေပါတယ်။ပြီးတော့လောင်းကစားတွေလည်းလှုပ်လာပါတယ်။ကြာလာတော့နန်းထွေးရဲ့အဖေဖြစ်သူကလည်းတမက်ဖြစ်သူပေါ်တီးမခန့်နိုင်တော့ပါဘူး။ သူ့ရဲ့တမက်ဖြစ်သူကလောင်းကစားသမားဆိုတာကိုသိလိုက်ပါတယ်။မင်းကငါ့အိမ်မှာငါသမီးနဲ့တူတူမထားနိုင်တော့ဘူးကွာ။ငါသမီးရဲ့ပေါ်မင်းတာဝန်မကျေတာတွေများနေပြီ။မင်းလိုကောင်မျိုးကလူကုန်နှံ့အတိုင်းဝိုင်းမှာဆက်ပြီးတော့မနေသင့်တော့ဘူး။အခုငါ့အိမ်ကနေထွက်သွားတော့နန်းထွေးရဲ့အဖေဖြစ်သူကတမက်ကိုအိမ်ပေါ်ကနေမောင်းထုတ်လိုက်ပါတယ်။အခုဆိုရင်ဘဝကိုပေါ့ပေါ့နေပြီးလောင်းကစားလုပ်တဲ့ကြော်စင်တယောက်နေစရာလည်းမရှိသွားစရာလည်းမရှိတော့ပါဘူးသူ့ရဲ့ဘေးမှာကုညီဘေးမှာအခုဖြစ်သူလည်းမရှိတော့တာကြောင့် ကျော်စင်ဟာခိုးကိုရမယ်ဘဝနဲ့ဘဝပြက်ပြီးတရောင်းစားဘဝကိုရောက်သွားပါတယ်။တပတ်မှာတော့ကိုချိုကစပယ်နဲ့လက်ထပ်ခဲ့ပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ကိုဘဝကိုကြိုးစားတည်ဆောက်ပြီးဘဝကိုကောင်းကောင်းမွန်မွန်နဲ့ဖြတ်သန်းသွားဖို့အရေးကြီးပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။အမားတို့ရဲ့ချစ်ရတဲ့ပရိသတ်တွေအားလုံးပဲအခုဇလန်းလေးကိုကြည့်ရှုပြီးတော့ဘဝအတွက်သင်ခန်းစာတစ်ခုရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။တိုင်းပါတာပြန်ကတ်တုန်းဇလန်းတွေမှာအမလေးတခင်ရဲ့အတန်ကို SLS Cartoon Channel, SLS HD Channel, Lady SLS Channel တို့မှာအမရအတန်ကြားမှာဖြစ်ပါတယ်။အမရအတန်လေးကိုချစ်လို့သဘောကျလို့အားပေးနေတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်။ဒါပေမဲ့ပရိသတ်တွေတို့ကတော့မြေတားရက်ခန့်ချင်ပါတယ်။တချို့ဇက်လန်းတွေမှာပါတာပြန်လေးတွေအနှဲငယ်လိုအပ်ချက်ရှိရာကြောင့်အမရုတ်တင်ဆက်မှုတွေမှာတခါတရံလိုအပ်ချက်ရှိခဲ့တဲ့ဆိုရင်လည်းနားလေခွတ်လွတ်ပေးဖို့မြေတားရက်ခန့်ချင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။